ကျွန်တော်ယခုဖတ်ပြပေးမှာကတော့ဆရာကြီးတာရုရေးသားသောတိတ်ချစ်တာပဲဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါတယ်ခင်ဗျာတိတ်ချစ်တာပဲအိုးဘာဖြစ်လို့ဒီကိုလိုက်လာရတာလဲကိုအောင်သူတပြောတပါးကြီးဝါဆိုပန်းကူးထွက်ခဲ့ကြသူမိမ့်မပြိုမိမ့်မအိုတစုတဲ့တွင်မလေးလွင်တီလဲတယောက်အပါဝင်ဖြစ်၏သူတသက်တာအဖို့၌မလေးလွင်ဝါဆိုပန်းကူးဟူ၍ဤလို ထွက်ခဲ့သည်မှာပရမအကျင့်ဖြစ်သည့်အလျောက် သူ့ရင်ထဲတွင်ပျော်သလိုလိုစိတ်ကျဉ်ကျက်သလိုလိုရှိနေရရှာ၏။စင်စစ်မလေးလွင်သည် အလွန်ရိုးသောအတွားအလာနေပါသော မိမ့်မပြိုတယောက်ကမဟုတ်။ရုပ်ရှင်ဆိုလင်အ ਨੇ ဆုံးတလနှစ်ကြိမ်များကြီးခဲ့သည်။ဖျားပွဲတော်စက်မှုလက်မှုပြပွဲစက်ကတ်အဆရှိသည့်လူစီကားရာပွဲလန်းတပင်များတို့လည်းသူမရောက်ဖူးတည်မရှိ။ခေပညာကိုတက္ကသိုလ်ဝင်တဲ့အထိတင် जा စီးပိုးခဲ့သူဖြစ်သည့်အလျောက် ရင်ရင်ရဲရဲပွဲတိုးခဲ့တည်တာများ၏။ကျောင်းနေစဉ်ကလည်းသကရေလူပွဲများဆိုရင်သူမပါမပြီးမြောက်တော့တယ်လို့ခရီးရောက်ခဲ့တည်နေအများသကရေလူပွဲနဲ့လေးလွင်လေးလွင်နဲ့သကရေလူပွဲတည်အမြဲတစေတွန်တွဲလျက်ရှိခဲ့၏။ဤလူပွဲလည်းတင်းခဲ့သလောက်လည်းသူ့တွင်ကြောက်စိတ်ဟူ၍မရှိရဲဝင့်ဤဖြက်လက်ဤတွက်လက်ချက်ချာဘာမစိုးရင်ဆိုင်ဝင်သောတတိကဲမှလေးအဖြစ်ចောင်းသားចောင်းသူတိုင်းအတိအမှတ်ပြုခဲ့ရ၏။ ို့သောယနေ့အဖို့၌ယခုကဲ့သို့မာလေးလွင်တွင်ယွန်းတလူလူကြောက်တလူလူပြောတလူလူနှင့်စိတ်ကလေးကပိုးကီယိုဖြစ်နေသည်မှာအဘဲကြောင့်ဟူ၍သူကို၌ကယခုထိစဉ်းစား၍မရဒီလိုတောစုခြုံချောင်းကိုတစ်ခေါက်တစ်ခါမှမရောက်ဘူးလို့များငါစိတ်တွေလှုပ်ရှားနေသလားဤလိုလဲမေး၏อืมคาไรโนเบปวยแลนตะเบเปียวชวนบวยตั้วตั้วเฟเฟเนเมเมรุตาอตูตั้วยาโลตัตติก้องနေခဲ့တာလား ဤလိုလဲသူ့ကိုသူမေး၏ခုတော့ငါဘာလို့စိတ်တွေတုန်လှုပ်နေရသလဲကြောက်တလူလူဖြစ်နေရသလဲတို့ဖြစ်လဲငေးနေမိပြန်၏ဟဲကြောက်တာတော့မဟုတ်ပါဘူးဒါပေမဲ့တမျိုးပဲငါရင်ထဲမှာရှင်းကိုမရှင်းဘူးတို့လေတွေးလိုက်သူ့ကိုသူမေးလိုက်စင်စာရင်ငေးလိုက်ဖြင့်ယခုထိသူ့တွင်ပန်းတစ်ခတ်မျှမရသေး မလေးလွင်တပွဲမှာမရသေးဘူးလားဟူသောမေးမြန်းသံပေါ်လာတိုင်းသူ့တွင်အထိတ်တလန့်ဖြစ်ဖြစ်သွားရသည်မှလည်းငါးကြိမ်ထက်မနည်းရှိခဲ့ပေပြီထူးခြားသည်ကစက်တရောက်မြသော သူတို့အတိုက်တွင်ယောက်ျားဆို၍တယောက်တလေမြမှာပါ မိမသားပြိုတစုကိုပုပ္ပဝဝအတော်ကြီးတဦးကခေါင်းဆောင်ခဲ့ခြင်းပင်ဖြစ်၏သူတို့အတိုက်တွင်သာယောက်ျားနှင့်တူ၍ဖြူဖြူညိုညိုအဘဲလိုလူမမပါစေကမူ အခြားအခြားသောအစုအဖွဲ့တို့တွင်ကနှစ်ယောက်စာသုံးယောက်စာပါလာကြသည်သာအချို့သောအုပ်စုတွင်သောယောက်ျားပြိုကြီးတသက်ပန်းခိုးထွက်ခဲ့ကြဟန်တူ၏မိမပြိုဆို၍သူတို့နှင့်အတူတယောက်တလေဟူ၍ပင်ပါတီကိုမတွေ့ရဤနေ့ဤအချိန်ဤဝါဆိုပန်းခိုးထွက်ခဲ့သည့်ကာလအပိုင်းခြားအတွင် တွင်းမြင်နေရသောကာလသားထိုတို့တွင်အပြိုတိုင်းမတ်လောက်သည့်လူရည်တန့်ရုပ်ချောအတော်ကလေးဖောဖောတီတီတွေ့ရတော်လဲမလေးလွယ်ဂယုမဆိုင် အကျဉ်ကာလသားတွေကိုယောက်ျားဟူ၍ပင်မထင်မှတ်လျော့မသည်ရောင်ရွေ့တော်မြတ်လက်ကြည့်ပေါ်မရခဲ့အတော်လှတဲ့ငတိမာလေးဗျာနော်ယခုမှမြင်ဖို့ဟန်တူသော လူရွယ်တဦးကဤသို့စကားဆလိုက်သည်နှင့်အင်းလှပါပေရဲ့ချောပါပေရဲ့ဒါပေမဲ့တွားမဆလီနဲ့ကိုလူသူ့အဖေကတည့်ရင်မူထိုစကားကြားလိုက်ရသည်နှင့် ်ပရမစကားဆသူတွင်ရှာတစ်လစ်ဖြင့်မျက်လုံးဝိုင်းသွားသောဟူ၏စစ်သားစစ်ဘိုလ်ဆိုလျင်အလိုလိုရွံ့နေရသောခေတ်မဟုတ်ပါလောတည်ရင်မှုဆိုကအဘယ်မှာပြောပွရာရှိပါတော့အန်နီထို့ကြောင့်လေတော့မသိအချို့အချို့သော ကာလသားတို့သည်အချို့အချို့သော ပြူပြူများအားမကြတကြချီးဆိုသူကဆို၍အတိအလင်းမေတ္တာစာပေးသူကပေးကြ၏မာလေးလွင်ကိုမူရဲရဲပင် ကြည်ဝတ်သူရှားမှရှားနေ၏ ကဲတော့ခူးကျင်တဲ့နေရာကိုပျော်ပျော်ပါပါရှောက်ခူးကြပေါ့ဟုတ်လားပြီးတော့ဟောဒီအုတ်ရှိပင်အောက်မှာလူစုကြအားလုံး၁၇နှစ်ရည်အရောက်ပြန်ခဲ့ကြရမယ်ခေါင်းဆောင်အုတ်ချုပ်သူအမျိုးသမီးကြီးဝဝပူပူကသူ့အစီအစဉ်ကိုဤအတိုင်းရေရွေ့မိမပြိုတတိုက်ကိုလွတ်လိုက်ခဲ့သည့်အတိုင်း၂ရောက်တွဲ၃ရောက်တွဲတဖွဲဖွဲထွက်ခွာခဲ့ကြ၏ မလေးလွင်သည်လည်းအဖော်တယောက်နှင့်တွဲ၍ထွက်လာခဲ့သည်မှန်စေကားမူသူအတွင်းနှင့်သူငေး၍တွေး၍ရှောက်မိရှောက်ရာရှောက်နေပြီးမှတရိရ၍လက်အကြည့်တွင် သူ့အဖော်သည် သူ့ပတ်ဝန်းကျင်တွင်မရှိအဘယ်တို့ရောက်သွားသည်ကိုလည်းမလေးလွင်မသိတို့နှင့်အများဤသူဝါဇိုပန်းကလေးမှ၁၄ငါးခန့်ရစေအောင်တော်ဟုခြေဦးတဲ့ရာရှောက်၍လှမ်း၍ပန်းပွင့်ပန်းခိုင်ကိုရှာ၏တို့တော်သူမတွေ့ ူရှောင်း၍လှမ်း၍ရှာခဲ့သည့်မြိုင်တော်မှာသူ့ရှေ့မှာသူ့ရှေ့မှာခူးသွားပြီဖြစ်သောမြိုင်လံအဘဲမှလည်းမလေးလင်သည်ပန်းရနိုင်ပါတော့အန်ဒီပန်းကိုယ်သာအရခူးရမည်ဟု မရောက်ဘူးသောတောဝနာတွင်မလေးလင်သည်ရှေ့သို့သာတိုး၍လှမ်းခဲ့၏သူခြေလန်းတလန်းလှမ်းလိုက်တိုင်းသူပြန်ရမည်စခန်းနှင့်ခြေတလန်းဝေးသွားသည့်အဖြစ်ကိုမလေးလွင်သတိမထားမီ တဖြည်းဖြည်းတောနဲ့လာသည်နှင့်အမျှလူတန်တူတန်သည်လည်းတဖြည်းဖြည်းဝေးလာ၏တို့နှင့်ခြုံတကွေးသို့အရောက်တွင်ဝင်းဝင်းလွှန့်လွှန့်နှင့်လှကျင်တိုင်းလှနေသောအသွေးဆောင်အယောင်ဆောင်ပန်းမာလာတအုပ်ကိုရုတ်တရက်တွေ့လိုက်ရသည်နှင့်မလေးလွင်အပြေးအလွှားကတ်သွား၏ဤနေရာဤပဝင်းကျင်၌မလေးလင်တယောက်သေးသာပန်းကူးသူအဖြစ်ရှိနေသည်ကို သူသတိမရား အခြားသူတွေကပင်ဝင်ခိုးမီစိုးရင်တကယ်တို့မလေးလွင်တီတယောက်တည်းအပြေးပြိုင်တယ်လို့အလူအရက်တွက်လက်စွာဆွနေ၏ဒီမှာမလေးလွင်အမလီထိုးခေါ်တန်ကြောင့်မလေးလွင်တွင်ခေါင်းတပန်းကြီးသွားကခြာကနေလှည့်ကြည့်လိုက်မိ၏ဟင်မလေးလွင်လဲတူမြင်လိုက်ရသောရုပ်ရည်တန်တဲ့လူရွယ်တအူးကိုအကြောင်းသားငေးကြည့်နေမိ၏ လက်ထဲတွင်ဝါစုပန်းတပွေးတပိုင်းနှင့်ပြုံပြုံကြီးစိုက်ကြည့်နေသောလူရဲကမူတစုံတရာဘာမှမပြောမလေးလွင်လန်သွားတီကိုပင်သဘောကျနေသည့်အတွင် ရှိနေသောကြောင့်အိုးဘာပြုလို့ဒီကိုလိုက်လာရသလဲကိုအောင်သူမလေးလွင်ကတို့လင်တုံတုံရရင်မေးလိုက်၏ချစ်လို့ပေါ်မလေးလွင်ဟင်ဆက်သွေးပြသွားသောမလေးလွင်ဤမျက်နှာကလေးသည်မတိမတာငုံကြသွား၏ လူရွယ်သည်ဝါကိုအောင်သူသည်သူ့လက်ထဲတွင်တပွဲတပိုက်ခူးလာခဲ့သောပန်းများကိုအနည်းရှိပရောက်ပင်ခြေရင်းတွင်အသာချလိုက်ပြီးမှမလေးလင်စီတို့လျှောက်သွားကတနေ့ကပေးခဲ့တဲ့စာမလေးလွင်ရတယ်နော်မလေးလွင်ရုပ်တရမဖြစ်အတန်ညာတွေ့နေပြီးမှခေါင်းကလေးငုံထားလျက်ကပင်ဟုတ်ကဲ့ရပါတယ် नो မလေးလွင်ကတော့ဘာကြောင့်စာမပြန်သလဲဟင် ကောင်သူ့မြတ်တာကိုမလေးတွေလက်မခံနိုင်ဘူးလားမလေးလွယ်မဖြေရည်ဝေသောမျက်လုံးများဖြင့်ငုံငေနေ၏ကောင်သူ့ကိုမချစ်နိုင်ဘူးဆိုရင်လည်းအာမနာပါနဲ့မလေးလွယ်ဝင်းဝင်းသာပြောလိုက်ပါ နောင်ကိုစာပေးလားပါလားနဲ့မနှောက်ရှက်တော့ပါဘူးယခုမှဝမ်းနေသွားသလိုမျက်နှာထားကလေးဖြင့်မလေးလွယ်တဖြည်းဖြည်းမော့လာ၏ကျမကိုအောင်သူအပေါ်မှာဘလို့သဘောထားတယ်လို့ကိုအောင်သူ ခုနှစ်တည်းမရိပ်မိသေးဘူးလားဟင် ိုအောင်သူလည်းမလေးလွင်အားမတိမတာအကဲခတ်နေပြီးမှတိတော့တိပါတယ်လေကိုအောင်သူမြေတားကိုအမူအရာအဖြစ်လက်ခံတယ်ဆိုတာတော့ရိပ်မိပါတယ်ဒါပေမဲ့အဲ့ဒါလိုအရေးလက္ခဏာမျိုးဆိုတာကဒါဟာဒီအထိပ္ပယ်ပဲလို့အေကန်အေကပြောဖို့ခက်တယ်မဟုတ်လားမလေးလွင်မလေးလွင်တွေ့သွား၏ကဲမလေးလွင်နေရတာညောင်းရော့မယ်ဒီနေ့လာထိုင်မလားဟမ်ကိုအောင်သူကထိုင်ကုန်တန်းရကလေးတစ်ဖွဲ့ မြေပေါ်သို့ထိုးထွက်နေသောဗရောင့်မြင့်တက်တန့်ကိုလက်ဆန့်၍ညွန်ပြရင်းမလွေးလွင်လက်ထဲမှပန်းများကိုအသာလှမ်းယူ၍သူ့ပန်းပုံနှင့်အတူရော့စုတင်ထားလိုက်၏ထိုင်လေးမလေးလွင်မလေးလွင်သည်ငင်းဆန်လိုစိမရှိအလိုက်တဲ့ဆိုသလိုတိပိကလေးထိုင်ချလိုက်စဉ်ကိုအောင်သူကလည်းမလေးလွင်နဲ့နှစ်ပေသာသာအကွာမျက်ခင်းတွင်ထိုင်လိုက်သည်နှင့်အိုးဒါတော့ကိုအောင်သူကကျမကိုတတ်တတ်ငရေပေးတာပဲ တို့ပြောရင်ထိုင်ရမထတော်မီအပြုတ်တွင်မဆိုင်နာပဲမလေးတွင်ဆိုင်နာဘောကိုအောင်သူကျမကအမြင့်မော်ထိုင်နေပြီးကိုအောင်သူကအနှိမ့်မှာဆိုတော့ဒါတွေမပြောပါနဲ့လားမလေးတွင်မိဘနဲ့တာသမီမှမဟုတ်ကြတာအခြေအနေကဒီလိုပေါ့ထိုင်သာထိုင်မှာမလေးတွင်ကိုအောင်သူနဲ့ယခုလိုနီနီကက်ကက်တွေ့ရသည်မှာဤအချင်းပရမဖြစ်သည့်အတိုင်းမလေးတွင် ရှုတုရှန်တာဖြစ်နေရှာ၏ နောက်ထပ်ဘာမှမပြောတော့ဘဲအာတုံအာနာအမူယာကလေးဖြင့်အตาယာထိုင်ချလိုက်ရပြန်၏ကဲကွန်သူပြောတာမဟုတ်ဘူးလားဘာကိုပါလဲရှင်ဩမလေးလွင်ရဲ့အမူယာလက္ခဏာကတော့ကျွန်တော်မြင်တာကိုဟုတ်ကဲ့ကျမသဘောပေါက်ပါပြီအဲ့ဒီတော့ကွန်သူကဘလို့ပြောစီခြင်းနေပါလိမ့်မလေးလွင်၏အမူအရာသည်စောစောကောက်လောက်တုန်လှုပ်ခြင်းမရှိတော့သည်ကိုတွေ့ရ၏ဒီလိုပါလေ ကိုအောင်သူရဲ့မေတ္တာကိုလက်မခံနိုင်ရင်လဲပွန့်ပွန့်လင်းလင်းမလေးလွင်ငေးနေ၏တစုံတရာကိုလည်းသူတွေးနေဟန်တူလျက်အတန်ကလေးကြာမှတပြင်းကလေးတစ်ချက်ဟင်းငနဲချလိုက်ခါကိုအောင်သူကျမကိုပေးတာစုစုပေါင်းစာဆက်တစ်စောင်ရှိပြီနော်အားလုံးဆက်နေစောင်းမလေးလွင်နောက်ဆုံးပေးတဲ့စာပါနဲ့ဆိုရင်ပေါ့အော်ဟုတ်ပါရဲ့ကျမမေ့သွားတယ်မလေးလွင်ဒီထိုစကားအဆုံးရုတ်တရက်ခေါင်းကလေးငုံသွားပြန်၏ မလင်းလွင်ယခုပြောလိုက်သောအတန်ဒီစောစောကထက်မူထားမှန်လာပြီဖြစ်၏အတန်ကလေးကြာမှာအဲ့ဒီစာဆက်နေဆောင်နဲ့ပါတဲ့အတိုင်းဆိုရင်ကိုအောင်သူကျမကိုတော်တော်ချစ်ပုံရတာပဲနော်ဘယ်နဲ့မေးလိုက်တာပါလိမလင်းလွင်ရေတော်တော်တင်မဟုတ်ပါဘူးချစ်လို့မကကိုချစ်လို့အခုလို့ချစ်ရေးဆိုတာပေါ့အော်ငယ်ကြီးပေါ်လာလေပြီเจ้าနေစဉ်ကဇဂရီလူပွဲတိုင်းတွင် ဒိတ်ဒိတ်ကျဲခဲ့ဝူးသည့်ငယ်ချေကလေးသည်ယခုမလေးလွင်ပေါ်စပြူလာလေပြီ။စကားကိုအနိုင်အထက်လူ၍သူ့ကိုအောင်သူအားတပွဲတလန်းစမ်းတော်မူခဲ့သောဤလူမေကွန်ကလေးထုတ်လိုက်၏။တော်တော်ချစ်ပုံရတာပဲနော်။ထိုမေကွန်သည်ကိုအောင်သူအဖို့၌ဘာမှထူးခြားခြင်းမရှိသော မေကွန်ရိုးရိုးပင်ပြန်ဖြေလိုက်သည်၌ကိုအောင်သူကကျမကိုချစ်လုံးမကချစ်တယ်ဆိုတော့ဒါဟာတိတ်ချစ်တယ်ဆိုတဲ့အထိပ္ပယ်ပေါ့နော်။လာကြည့်ပြီ။ မေခွန်းသည်စောစောကလိုရိုးရိုးမဟုတ်မတိမတာကလေးနှက်လာချီပြီသို့တော်ကိုအောင်သူကမူခတ်ရိုးရိုးပင်ဟုတ်တယ်မလေးလွင်ကိုအောင်သူတော့မလေးလွင်ကိုတိတ်ချစ်နေပြီအင်းလေတိတ်ချစ်တာပဲဆိုတော့ဖိတ်ချစ်တာပေါ့မလေးလွင်မလေးလွင်မတိမတာကောင်းကလေးငုံသွားပြန်၏သို့တော်သူ့အမူအရာ၌ရှက်တော့ယွန်တော့လက္ခဏာမျိုးလုံးလုံးမတွေ့ရတော့ပြီ မကြာမီပင်မျက်နှာကလေးကြီးကြီးလေးလေးမော့လာပြီအဲ့ဒီတိတ်ချစ်တာပဲဆိုတဲ့စကားတက်ပိုးပြီးအစစ်အတမ်းမျက်နဲ့စကားများရှိသေးရင်ကိုအောင်သူအမှန်တုံးပါပဲနော်ကိုအောင်သူရိုးရိုးဖြည့်ဖြည့်မရတော့ပြီမလေးလွယ်မေးပုံပို့၍လေးနဲ့လာတည်နေအမြကိုအောင်သူတွင်လဲစင်းစင်းစားစားဖြည့်ရမည်အချိန်တို့ရောက်နေပြီဖြစ်သည့်အတိုင်းသူတွေးနေ၏အတန်ကလေးကြာမှဒါပေါ့မလေးလွယ်တိတိကောင်းတယ် တာ၍ကောင်းတည်အကောင်းဆုံးဆိုတာကို မလေးလွင်ကိုလည်းကိုအောင်သူ အချစ်ဆုံးလိုချင်တယ်ပေါ့မလေးလွင်ဟောပြောရင်ဆိုရင်ကိုအောင်သူချစ်တယ်ဆိုတာစောစောကထက်တထစ်ရော့သွားပြီမလေးလွင်သည်မတိမတာရဲတင်းလာရုံမကအပြုံးကလေးပင်ဝင်စားပြူလာလိမ့်ပြီထိုစကားကြောင့်လဲကိုအောင်သူကြောင်သွား၏ရောင်ချချာအမိုးရဖြင့်မလေးလွင်ကိုငေးကြည့်နေမိကအချစ်ဆုံးနဲ့တိတ်ချစ်တာပဲအစင်တန်းတူသားကိုအောင်သူ ဤတွင်တဖန်ကိုအောင်သူပို၍အုံနောက်ချက်သွားရပြန်၏အတော်ကလေးကြံအောင်တွေးနေပြီးမှဟုတ်တယ်မလေးလွင်မတူဘူးကိုအောင်သူမှားသွားတယ်အချစ်ဆုံးကတခြားသိချစ်တာပဲကတမျိုးပဲဟုတ်တယ်မတူဘူးဤတွင်မလေးလွင်ကပြုံးပြုံးကလေးစိုက်ကြည့်ခဲ့ကဒါဖြင့်အဲ့ဒီစကားနှစ်ခုဘလို့မတူဘူးဆိုတာကိုကိုအောင်သူခွဲခြားမပြနိုင်ဘူးလားခက်ကပြီချစ်တယ်နော်ချစ်တာပေါ့မောင်ရဲ့ စသဖြင့်ဤသို့ပင်လွယ်လွယ်ပြည့်လင့်မီထင်ခဲ့သောကိုအောင်သူတွင်တိတိတတ်တာချွေးကလေးများပင်စိုးစားပြူလာတော့၏တို့နှင့်အတော်ကလေးကြာအောင်အချိန်ယူစဉ်းစားပြီးမှဥပမာဆိုတော့မလေးတွင်အလူတစ်ခုမှထမင်းဝိုင်းစားကြတဲ့ထားအဲ့ဒီထမင်းပွဲမှာဟင်း၃မျိုးပါတဲ့အနက်ပရိသတ်ကစိတ်ကလေးစားဟင်းကတော့အကောင်းဆုံးပဲပြောလို့ပြောတဲ့သူဆိုပါတော့အဲ့ဒါဟာအဲ့ဒီဟင်းလေးမျိုးတည်းကအကောင်းဆုံးတာဖြစ်တယ်ဟင်းနောက်တစ်မျိုးပါခဲ့တော့ အဲ့ဒီတမျိုးဟာစိတ်ကလေးစားထက်ပိုကောင်းကျင်ကောင်းမယ်အဲ့ဒီသဘောမျိုးပဲဟုတ်ကဲ့ကိုအောင်သူဆိုလိုတာကအဲ့ဒီထမွန်းပွဲမှာပါတဲ့စိတ်ကလေးစားဟင်းဟာလေးမျိုးအနက်အကောင်းဆုံးဟင်းတာဖြစ်တယ်ပရိသတ်ကဟာတိတ်ကောင်းတဲ့ဟင်းပဲလို့လက်ဖြားခါပြီးချီချွရလောက်အောင်တော့မကောင်းသေးဘူးဆိုတော့ဒီတိုင်းပဲပေါ့မလေးလွင်ဒါဖြစ်ရင်တိတ်ချစ်တာပဲဆိုတဲ့ဇာတ်ကားဟာအချစ်ဆုံးတဲ့တန်ဖိုးမြင့်နဲ့ခေါ်ရမှာပေါ့နော် ဝင်းဝင်းစားစားကလေးခရဲရဲမေးလိုက်ပြန်သဖြင့်ဟုတ်ပါတယ်အဲ့ဒီအတိုင်းပါပဲမလေးလွင်တွေးနေပြန်၏အဘဲဘုံခက်ရခက်စစ်တွေမေးလေအုံးမီနီးဟုကိုအောင်သူနားတဆွဲ့ဆွဲ့ရှိနေရရှာ၏ဒီလိုဆိုတော့ဒီထမင်းပွဲမှာစိတ်ကလေးစားဟင်းကတိတ်ကောင်းတာပဲလို့ချီးမွမ်းတယ်လို့ဟိုထမင်းပွဲရောက်ပြန်တော့လဲဝတ်သားနှစ်ကတိတ်ကောင်းတာပဲလို့ချီးကျူးမယ်ဆိုချီးကျူးနိုင်သေးတာပေါ့နော်တကယ်လဲတိတ်ကောင်းနေရင်ပေါ့လေ မလေးလွယ်ဘာကိုဆိုလိုသည်ကိုကိုအောင်သူကောင်းကောင်းကြီးရိပ်မိလိုက်၏ဒါကတော့ထမင်းပွဲကဟင်းအနေနဲ့ချီးမွမ်းမယ်ဆိုတော့တိတ်ကောင်းတဲ့ဟင်းကိုချီးမွမ်းရပေမပေါ့မလေးလွယ်ဒါပေမဲ့စကားကိုရှေ့မဆက်သေးပဲမလေးလွယ်ကိုလှမ်းကြည့်လိုက်တော့ကြောင်းပြောပါကိုအောင်သူဒါပေမဲ့ဘာဖြစ်တယ်လဲဟွန်းဒါပေမဲ့အကြိုက်ချင်းကတော့မတူဘူးလို့လဲဆိုကြတယ်မလေးလွယ် ဝတ္တန်နဲ့ကိုတိတ်ကြိုက်လို့တိတ်ကောင်းတဲ့ဟင်းအဖြစ်နဲ့နှစ်သက်တဲ့လူဟာစိတ်ကလေးစားဘလောက်ကောင်းကောင်းဝတ္တန်နဲ့ကိုပဲမမောပေလိမ့်မယ်။မလေးလွင်ကជីជីလေးလေးကလေးပြုံးလိုက်၏။ပြီးတော့ဖီးချံငပြောသည်ကိုသာနှစ်သက်တဲ့လူတယောက်အဖို့ငပြောသည်တိုင်းဟာဖီးချံမဖြစ်နိုင်ဘူးမလေးလွင်။ကိုုံသူကအတော်ကလေးတတိထား၍လေးလေးစားစားကြည်ရင်ပြောလိုက်သဖြင့်မလေးလွင်တွင်ပို၍သဘောကျသွားက။အော်အော် ဤမြတာမိကလေးဆက်၍ခပ်ပြုံပြုံပြောလိုက်ပြီးမှနို့အဲ့ဒီဖေးချန်ကပြောသည်ဆိုတာကတော့တဏျာတဲ့တချံထဲမှာတီးသလားတဏျာတဲ့တမျိုးထဲမှာဝယ်လို့ရသလားကိုအောင်သူမလေးလွင် မေးလိုက်ပုံအချက်ပိုင်တလောက်ကိုအောင်သူငိုင်သွား၏အဘဲပုံဖြည့်ရမီကိုလည်းရုတ်တရက်စဉ်းစား၍မရနိုင်ရှိနေစဉ်ဥပမာကိုအောင်သူငါပြောသည်ဖေးချန်ကိုတိတ်ကြိတ်တာပဲဆိုပါတော့ အဲ့ဒီဖေချန်ငါပြောဟာဘယ်ဆိုင်ဝယ်ဝယ်ရနိုင်တာပဲမို့လားဟင်ကိုအောင်သူတွင်အဖြေမပေးမဖြစ်တော့ဘီမူလားကသူစကားပိုင်လာပြီးအထင်ဖြင့်ရင်ကလေးကော့ကကြော့ကြော့ကလေးဥပမာပေးခဲ့တော်လဲယခုမလေးလွင်ဤဂျက်ကြကြမေးလိုက်တော့အခါ၌သူရုတ်တရက်အဖြေမတက်အတော်ကလေးအကြက်ရိုက်သွား၏ဒါပေမဲ့မလေးလွင်ရဲ့စကားတွင်ပြောရင်တော့ဖြစ်တာပေါ့ ဒါပေမဲ့မလေးလွင်စိတ်မဆိုးဘူးဆိုရင်တော့တခုပြောချင်တယ်ပြောပါကိုအောင်သူမဆိုးပါဘူးခုနမလေးလွင် ပြောတဲ့ဇာကားကဇာကနိုင်လူရမှာမင်းဘယ်နေ့မွေမွေငါတလကြီးတယ်ဆိုတာလို့မဖြစ်နေဘူးလားတကယ်ဆိုတော့အပြုံနဲ့လူပြိုချစ်ကြပြီဆိုကြတဲ့ကညီတူညီမျှဒါလည်းချစ်ကြစမြန်မို့လားမလေးလွင်အင်းမလေးလွင်ကတို့နဲ့အင်းရှည်ကြီးကိုညီးလိုက်ခါခပ်ပြုံပြုံကလေးငေးကြည့်ပြီးမှ ဒါကြောင့်ကျမပြောနေတာမဟုတ်လားတိတ်ချစ်တာပဲဆိုတာကိုတရုတ်ခွဲပြစမ်းပါလို့ကိုအောင်သူကောင်းရှုပ်သွားပြန်ချေပြီသို့တော်မဖြေ၍လည်းမဖြစ်တော်သည်နဲ့ကဲလေကိုအောင်သူဝမ်းနဲ့ဖြစ်ပေါ်နေတဲ့လောက်တော့ပြောပြပါမယ်ဟုတ်လားပြောပါကိုအောင်သူကိုအောင်သူမလေးလွင်ကိုချစ်တာဟာနည်းနည်းလေးမဟုတ်ဘူးတိတ်ချစ်တယ်မမြင်ရမနေနိုင်ဘူးနေရှိတဲ့လောက် ။ဦးလီမိနစ်စက္ကန့်ပိုင်းနဲ့အမျှကိုအောင်သူ့စေဟာမလွေးလင်စီဝဲရောက်နေတယ်။မလွေးလွင်နေတိုင်းမကောင်းမှုကြားရင်ရင်ထဲမှာကဘာမီးလောင်သလိုပူတယ်။ကိုတိုင်းသာပြေးလာပြီးရုပ်ရရပြုစုလိုက်ချင်တယ်။ဖြစ်နိုင်ရင်မလွေးလင်ခံစားနေရတဲ့ဝေဒနာကိုကိုအောင်သူပဲယူပြီးခံလိုက်ချင်တယ်။ကိုအောင်သူလည်းစကားကိုခိတ္တဖြတ်၍ရှာဖြင့်နှကန်းကိုတတ်လိုက်စဉ်တိတ်ချစ်တာပဲကိုနော်။ မလေးလွင်ကအတီလိုလိုအရှုံးလိုလိုဖြင့်ထိုအတိုင်းရေရွတ်လိုက်သည်ဖြင့်တိတ်ချစ်တာပေါ်မလေးလွင်ကုံကုံပြောမယ်မလေးလွင်ပြုံးနေတာတွေ့ရင်ကိုအောင်သူနဲ့အလိုလိုပြုံးလာမိတယ်မလေးလွင်ပြောရင်ကိုအောင်သူလည်းပြောတယ်မလေးလွင်မျက်နှာကလေးညှိုးနေရင်ကိုအောင်သူစိတ်မချမ်းသာအဲ့ဒီလောက်ပဲချစ်တယ်တိတ်ချစ်တယ်ကိုအောင်သူစကားအပြတ်တွင်မလေးလွင်ကစက္ကနဲမော့ကြည့်ကအင်းကုံကုံပြောမယ်ဆိုရင်တော့ ိုအောင်သူတိတ်ချစ်တာပဲဆိုတဲ့စကားကိုတည့်ရွက်ခွဲတာလေဒါအကုန်မဲထင်ပါရဲ့နော်ကိုအောင်သူနိုင်အဘဲပုံဖြေရမီမသိအကြောင်းသားကြည်နေပြီမှာကိုအောင်သူကတော့ဒီတက်ပုံမပြောတတ်တော့မလေးလွင်ချစ်တာကတော့တိတ်ချစ်တာပဲကိုအောင်သူကဤတွင်စကားဖြက်လိုက်တော့ကြောင့်မလေးလွင်တီကြီးကြီးလင်းလင်းကလေးပြုံးနေကြည်နေပြီမှာတစုံတရာစကားစတော်မီပြုစဉ်နိုးမလွေးလင်ကတော့ ကိုအောင်သူ့ကိုတိတ်ချစ်တာကစတယ်ဆိုအဲ့ဒီတိတ်ချစ်တယ်ဆိုတဲ့မလေးလွန်ကတော့ဘလို့တရုတ်ခွဲတယ်ရင်ကိုအောင်သူမသိရဘူးလားသိရပါတယ်ရှင်ပြောမှာပေါ့ဒါပေမဲ့ကိုအောင်သူ့ကိုမေးချင်တာတစ်ခုကတော့ကိုအောင်သူကျမကိုချစ်တာဟာဇနီးလောင်းအဖြစ်မျှော်မှန်းပြီးချစ်တယ်နောက်ချစ်ဇနီးဘဝရောက်တဲ့အခါချစ်ဇနီးလိုချစ်မှာပဲမဟုတ်လားဒီအတိုင်းပဲပေါ့မလေးလွန်ကျမကတော့ဒီလိုမဟုတ်ဘူးကိုအောင်သူထိုးစကားကြောင့်ကိုအောင်သူမျက်လုံးဝိုင်းသွား၏ သူ၏အချစ်ကိုညှင်းပယ်လိုသောသဘောမျိုးပဲလားဟူ၍လဲစိတ်ထဲတွင်တိတ်ခနဲတုန်သွား၏မျက်လုံးအကြောင်သားနှင့်ကိုအောင်သူနားဆွင့်ရင်ငေးကြည့်နေမိစဉ်ကိုအောင်သူကိုလေပရမတော်မောင်အရင်ခေါက်ခေါက်တယောက်လိုစပြီးချစ်တယ်။နောက်မှချစ်လင်လောင်းအဖြစ်နဲ့မျှော်မှန်းပြီးချစ်လင်ဘဝရောက်တဲ့အခါမှာလဲမောင်အရင်တယောက်လိုပဲချစ်မယ်လို့ကျမကတော့ဒီလိုပဲယူရတယ်ကိုအောင်သူကိုအောင်သူငိုင်သွား၏အတန်ကြာမှငိုင်နေသောကိုကိုမှတ်လိုက်ပြီး မာလီလင်ပြောတာကိုအောင်တို့တိတ်မရှင်းဘူးမလေးလွင်အော်ဒီလိုပါဒါနဲ့မေးပြရစီကိုအောင်တို့မှာနှမများမရှိဘူးလားဟင်ဤတွင်တဖန်ကိုအောင်တို့ထိတ်သွားရပြန်ဤရှိတယ်လေညမတယောက်အမကနှစ်ယောက်အကိုကထားပါတော့ကိုအောင်တို့ဟာကို့နှမကိုပဲဖြစ်ဖြစ်အမကြီးကိုပဲဖြစ်ဖြစ်တယောက်ယောက်ကိုတော့တိတ်ချင်မှာပဲနော်ကိုအောင်သူလည်းအတန်ကြာ၍စဉ်းစားနေသောကြောင့်ဒီလိုပါလေမွန်နမအနေနဲ့ချစ်တာကိုပြောပါတယ် အင်းချစ်တာပေါ့ကိုအောင်သူတိတ်ချစ်တဲ့ညီမလေးကခုမှခုနှစ်နှစ်ပဲရှိသေးတယ်။သူအငယ်ဆုံးသူ့ကိုအချစ်ဆုံးပဲ။နာမည်ကဘယ်လိုခေါ်ပါလဲကိုအောင်သူ။အနီးရဲ့။ဩအနီးတဲ့လား။နို့အဲ့ဒီအနီးကိုကိုအောင်သူတိတ်ချစ်တာကိုတေယုခွဲပြနိုင်ပါမလား။ကိုအောင်သူအုံနောက်ရှုပ်သွားရပြန်လေပြီ။မလေးလွင်ရဲ့ယူဆချက်ကိုပဲပြောပါတော့မလေးလွင်ကိုအောင်သူတော့မဖြစ်တတ်အောင်ဖြစ်နေပါပြီ။ မျက်နာကလေးငငယ်အရှုံးနှစ်ပင်ပြုံးရယ်ကဖြေလိုက်တော့ကြောင်းကျမဆူလိုတာကဒီလိုပါကောင်းသူကျမတို့မောင်နှမတဆူထဲမှာလေကျမမောင်အလက်ကိုကျမတိတ်ချစ်တာပဲသူ့နာမည်ကအတူတဲ့ကိုအောင်သူဘာမှဝယ်မပြောမလေးလွယ်စကား၌သာစိတ်ဆောနေ၏ပါလုံးထဲမှာအချစ်ဆုံးလို့ကျမမပြောဘူးနော်တိတ်ချစ်တာပဲလို့သာဆိုတယ်အဲ့ဒီကျမမောင်လေးအတူကိုကျမချစ်ပုံကတမျိုးပဲကိုအောင်သူ ူတကူလုံးမှာကျမမချစ်နိုင်တဲ့နေရာရဲ့လို့မရှိတော့ဘူး။နဖူးသေးလေနဖူးသေးမို့နိုင်ရတာမဝဘူး။အားမရဘူး။ပါကလေးကလည်းပါကလေးမို့။အိုလေးအတူရဲ့တကူလုံးဘယ်နေရာပဲဖြစ်ဖြစ်ကျမချစ်တယ်နန်းနေ။ချစ်လို့မဝဘူး။နန်းလို့လည်းအားမရဘူး။ तू ဘလောက်ဆိုးဆိုကျမ အတူကိုစိတ်မပြတ်ဘူး။အတူကိုမုန်းဖို့ဆိုတာကျမပြန်ဘလို့မှ မစင်စားမိဘူး။အဲ့တလောက်ပဲသိတ်ချစ်တယ်။ကိုအောင်သူဒီမျက်တောင်ခတ်ရပင်တတိမရနိုင်တယ်လို့ မလေးလွင်ဤစကားတွင်စိတ်ဝင်စားနေ၏တူတူပြောရရင်ကိုအောင်သူနဲ့ကျမတို့ဘဝနဘူးစာကြောင့်ညားရရမယ်ဆိုရင်ရတ္တပံချစ်နိုင်ဖို့ကအရေးမကြီးဘူးလားကိုအောင်သူဟာချီးရီလားမလေးလွင် ဟုတ်တယ်ကျမကလည်းအစင်လာတိုင်းပဲချစ်ကြတယ်လင်းချစ်မရချင်မျိုးနဲ့တဲပြီးမချစ်ချင်ဘူးလင်းမရချစ်ဆိုတာဘလောက်ပဲတယောက်နဲ့တယောက်တိတ်ချစ်ပါတယ်ဆိုပေမဲ့တနေ့ကြတော့ကွဲစရာရှိရင်အစင်အလာလင်းချစ်မရချစ်အတိုင်းပဲကွဲကွာသွားကြတာမဟုတ်လား ကိုအောင်သူတွေ့နေ၏ဒါကြောင့်ကျမအနေနဲ့ဆိုရင်ကိုအောင်သူကိုလည်းပရမအတူကိုချစ်တယ်လို့မောင်ကလေးတယောက်အဖြစ်ချစ်တယ်နောက်မှလင်ချစ်မရချင်ဆိုတဲ့အထီးရှေးရှုကျင်တဲ့ကိုအောင်သူဤတွင်မှကိုအောင်သူရင်တွင် အလုံးကြီးကြာသွားတယ်လို့တက်ပြင်းရှည်ကြီးချလိုက်ပြီးမှကိုအောင်သူသဘောပေါက်ပါပြီမလေးလွင် မလေးလွင်ကအဲ့ဒါလိုချစ်တယ်ဆိုတော့ကိုအောင်သူကလည်းမလေးလွင်ချစ်စီခြင်းတယ်လို့ဒီလိုမဟုတ်ဘူးလေ ကျမကချစ်စေခြင်းတို့ချစ်တာထက်ကိုအောင်သူကိုတိုင်ကလေးလေးနက်နက်သဘောပေါက်ပြီးပေါက်ပါတယ်မလေးလွင်1500ကျိုးဆိုတာကအမြင်တုတ်ခိုင်တဲ့လောက်ဆက်တယ်ပြက်လွယ်တယ်920ကတော့အမြင်သေးတဲ့လောက်ကျစ်လက်တယ်ခိုင်မြဲတယ်ပြက်ခဲတယ်ဒီလိုမဟုတ်လားမလေးလွင်ဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့ကိုအောင်သူတည်တည်ချာချာစဉ်းစားပါဦးနော်အဲ့ဒါလိုနိုင်နိုင်ချွတ်ချွတ်စဉ်းစားပြီးမှကျမနဲ့တခါတွေ့ကြသေးတာပေါ့ကဲကျမပြန်မယ်နော် ပြောပြောဆိုဆိုမလေးလွင်ကရက်လိုက်တင်နဲ့ကိုအောင်သူကပါရောရွေထားပြီးမလေးလွင်ဤလမောင်းအိုးကလေးနှစ်ဖက်ကိုခတ်ရွရွခြိုင်လိုက်ပြီးဒီမှာမလေးလွင်လှုပ်ပါကိုအောင်သူကျမပြန်မရစီတော့ကျမကိုလာခေါ်နေကြပြီတော့မရစီကျမတော့မရစီကျမပြန်ရဖို့ကနှစ်ဆင်နေပါပြီကိုအောင်သူရဲ့ကျမအသက်19နှစ်ပြည့်ရင်ပြန်ခဲ့ပါမယ်လို့ဂရီပေးထားခဲ့ရလို့ပါမောင်ရဲတော့မရစီတော့ သူတို့လာခေါ်နေပါပြီလွတ်ပါတော့ကျမမတော်ရင်သူတို့ကရိုက်ခေါ်ပါလိမ့်မယ်ဆက်ရှိနေနဲ့20ကြားတွင်သာရှိလိအုံးမြင်ထင်ရသောမိမပြိုတယောက်သည်ခံညာလာသောဂရင်ကြီးပေါ်တွင်လူပါလှိမ့်ကဖြင့်တွတ်တွတ်ရွတ်နေ၏အသက်50ခန့်အမျိုးသမီးကြီးတဦးကမူမိမပြိုဤလက်မောင်းနှစ်ဖက်ကိုကင်ရင်တမီးရေတမီးရေတမီးလှလှဝေတတိထောင်းမှာပေါ့တမီးရေ ်မိခင်ဖြစ်သူကလည်းတို့လင်တမီးကလေးအားလှုပ်၍ခါ၍တတိယအောင်ကြိုးစားနေ၏တမီးဖြစ်သူမှမူလူမြဲလွန်မြဲတတို့တို့ရေရိုးမြဲပင်ရှိနေသေး၏လှုပ်ပါကိုအောင်သူရဲ့ကျမတော်ချိန်တန်နေပါပြီဟောပြောရင်းဆိုရင် သူတို့လာကုန်ကြပြီကျမကိုကျိုးနဲ့ချီပြီးခေါ်ကြမလို့တဲ့လှုပ်ပါကျမပြန်မရစီတော့မိမပြိုလှလှဝေးသည်ယခုတိုင်ဤလိုရေရွညင်းညူနေသေး၏ ်ဤတွင်သူမိခင်ကြီးလည်းဂရင်မေးရှိကလက်ထိုင်းတွင် ထိုင်နေသောဝိဖြူစင်ကျေနှင့်ဆရာအိုစီကိုလန့်ကြည့်လိုက်ခါဒီအတိုင်းမှာပဲဆရာရဲ့ဆရာမြင်တဲ့အတိုင်းမှာပဲအ ਨੇ ဆုံးတပတ်တစ်ခါဆိုသလိုသူဒီလိုပဲတတိလစ်လစ်သွားတတ်ပါတယ်ပြီးတော့လည်းဆရာအခုကြားတယ်မို့လားကိုအောင်သူကိုအောင်သူ ਨੇ ဒီနာမည်ကိုသူအမျက်တတာပြီးပြောလို့ရှိပါတယ်ပယောကဆရာလောအထက်တန်းဆရာလောဝိဇာကိုင်းကလောမသိ ထိုဆရာဦးသည်မိမ့်မပြူအားစူးစူးဆိုင်ဆိုင်အကဲခံနေ၏ပြီးတော့လဲဆရာရဲ့တခါတလေတယောက်တည်းထိုင်ပြီးချစ်တယ်ချစ်ယုံမှာပဲအချစ်ဆုံးတိတ်ချစ်တာပဲဆိုတာတွေလည်းပြောရဲ့နောက်ရှိသေးတယ်ချစ်တယ်ဆိုတာဘာလဲဘလူဟာကိုအချစ်ခေါ်တယ်လဲတိတ်ချစ်တာပဲဆိုတာကိုအတိတ်ပဲပေါ်စမ်းမှာတယုတ်ခွဲပြစမ်းမှာ ਨੇ အိုးစုံလို့ပါပဲဆရာရဲ့ဤတွင်ဆရာကြီးကသူ့မေးကိုပုတ်သက် တွေ့ဝေနေပြီးမှ အနှဲငယ်ပြော၍ อืมจุ๊ติติเราပြောရမယ်ဆိုရင်ဒီကလေးမှာစိတ်ကောင်းကောင်းမနှံ့ဘူး तू ပြောချင်ရစွတ်ပြောနေပါပဲလှုပ်ချင်ရလှုပ်လိမ့်မယ်ခင်ပညာတက်ဆိုတော့အထက်တန်းကြကြကလေးယူချင်ယူပေမပေါ်မင်းကတော့ဒါပေမဲ့ပူစရာမလိုပါဘူးဆရာကုတာပေးပါမယ်ဟောဒီတက်လုံးကိုရေစိန်တိုက်ယုံနဲ့ထူးကြလာပါလိမ့်မယ်ပြောပြောဆိုဆိုအတန်းအဖျင်း60ဤပက်လေတွင်ရှိမည်ထင်ရသောထိုဆရာအိုကြီးသည် ခညာလာသောသူ၏နှခမ်းမွေးကိုတက်ခါလက်ထဲမှတလုံးကိုရေစင်၍မိမ့်မပြို၏ပါဇက်ထဲသို့၃၄ဆက်မြှချပေးလိုက်သည်နှင့်မိမ့်မပြိုတွင်အလူးအလွန်ရောအေးအယွတ်ပါငြိမ်ကြသွား၏မင်းကတော်ကြီးသည်ဆရာ၏အစွမ်းထက်လာသောတလုံးကို၎င်းဆရာကြီးကို၎င်းတလဲစီကြည့်ကဝမ်းသာအားရဖြစ်နေစဉ်မိမ့်မပြိုမျက်လုံးကလေးပွင့်လာ၏သူ့မိမေကိုကြည့်၍တွေ့နေပြီးမှဆရာကြီးဘက်လက်ကရုတ်တရက်ထထိုင်လိုက်၏ ။နောက်ဆရာကြီးလက်မောင်းနှစ်ဖက်ကိုလှန့်ကင်လှုပ်ခါလိုက်ပြီးမှ။"အိုး၊ဘာဖြစ်လို့ဒီလိုလာရတာလဲကိုအောင်သူ"တဲ့။တာတုပေဘူးလွာစက်တင်ဘာ1959လိုအပ်ချက်များကိုတိခံပြီးနားဆင်ပေးကြတော့ညီကောင်မောင်နှမများအားလုံးအားလုံးဘေးကင်းရန်ကွာရှိကြပါစေ။